အားလုံးမင်္ဂလာနေ့ခင်ပါဗျကျွန်တော်တို့ကဲမျိုးသားနေ့ခန္ဓာမှာတက်ရောက်ကြတဲ့ညီကိုတွေအားလုံးကဲမျိုးသားနေ့ကိုဘောနပါဝင်ဆင်ွဲကြတဲ့အာနိုင်ငံအနှံ့မှာရောက်နေတဲ့ကံလူသူတွေအားလုံးရောနော်ကံပြည်သူတွေအားလုံးရောဗောနော်ဒီနေ့မြို့သားနေ့ကနေပြီးမှနှုတ်ခွန်းဆက်တတ်ပါတယ်ဒါဒီနေ့ကလာမှာကံမြို့သားလူသူတွေအတွက်ကအခက်ခဲဆုံးအခြေအနေတစ်ခုကိုကျွန်တော်တို့ရောက်နေတယ်လို့ကျွန်တော်တို့ဟိုမြင်တယ်နော်စစ်ပွဲတွေကြောင့်မလို့ဖိနှိပ်တွေကြောင့်မလို့ဗောနော်လက်နေကြီးတွေပြည်တာကြောင့်မလို့လေရင်တွေပြည်တာကြောင့်မလို့ပဲကျွန်တော်တို့လူသူတွေတော်များက အိုးအိမ်တွေတော့နေရာစွန့်ပြေးရတယ်နောက်ဒီစစ်ဘေးစစ်တမ်းကြောင့်မလို့ပေါ့နော်ကရင်လူထုတွေအနည်းဆုံး900လောက်ကပေါ့နော်ဒါတည်ဆုံးကြရတယ်ပေါ့နော်ဒီအခြေအနေကိုကျွန်တော်တို့တွေအားလုံးကစိတ်ထဲမှာအမြဲတမ်း အော်မီဒရီယာပြီးမှပေါ့နော်ဒီဟာကိုကြော်လွားနိုင်ဖို့အတွက်ကျွန်တော်တို့ဆက်ပြီးမှစူးစမ်းရလိမ့်မယ်ပေါ့နော်ဒီကဲမြသားနေပွဲကနေကျွန်တော်တို့ကဘာကိုတင်ခန်းစာပေးမလဲဆိုရင်တော့ညဉ့်ညမှုတာလင်းအဓိကဖြစ်တယ်ဆိုတာကိုပြပါလိမ့်မယ်ပေါ့နော်ဒီနေ့ကဲလူသူတွေအားလုံးကအာဒါအခက်ခဲတွေနိုင်ငံရေးသဘောမတူညီမှုတွေရှိပေမဲ့ပေါ့နော်ဒီနေ့အာနာရှင်တော်လိုင်းကြီးကိုကျွန်တော်တို့ညဉ့်ညွတ်ဆုံးရက်တည်ပေးတယ်လို့လက်ရှိအာ အချိန်ဒီမှာလဲပေါ့နော်ဒါနေရာအနောက်မှာရောက်နေတဲ့ကျန်းလူစုတွေအားလုံးကတင်ကြီးတညူတဲ့သူ့မြို့သားနေပွဲကိုသူကိုကျင်းပကြတယ်နော်ကျွန်တော်တို့ရောက်နေတဲ့နေရာတွေကပေါ့နော်ကျွန်တော်တို့ရဲ့ညီညွတ်မှုပြသတဲ့ဟာတွေဖြစ်လာတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရဲ့အာရှင်တန်ရေးကိုကျွန်တော်စူးစမ်းရုံးကန်နေတယ်ပေါ့နော်ဒါအခက်အခဲတွေရှိသေးပေမဲ့ဒီနေ့ဒီချိန်ထိပေါ့နော်ကျန်းတွေကရက်တည်တဲ့နေရာကနေပြီးရောက်နေတဲ့နေရာကနေပြီးမှပေါ့နော်မြို့သားဘုဆုံဘူပြီးမှအမျိုးသားစာပေတွေအမျိုးသားရင်ချင်းမှုတွေအမျိုးသားရေးလက္ခဏာတွေကိုကျွန်တော်ပြသတယ်ဒီအမျိုးသားရေးလက္ခဏာတွေပြသတဲ့အားတွေအားလုံးကဘာကိုပြရလဲဆိုတော့ ဒီနေ့တော်လိုင်းရင်းတဲ့သူကျွန်တော်ရင်ဆိုင်နေရတဲ့အခက်အခဲတွေအားလုံးကပေါ့နော်မကြခင်မှာကျွန်တော်တို့ရဲ့အမျိုးသားလူထုတရားလုံးကလူမြောက်ရမယ်ဆိုတော့ပြောင်းလဲချက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်။ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်တို့လူမြောက်မဲ့အရာမနေ့ကတပတ်ခါဒီနေ့အမျိုးသားနေ့ပွဲကနေလူမြောက်ဖို့အတွက်ကျွန်တော်တို့တောင်းဆိုဟိုယုံကြည်ရမယ့်အရာတစ်ခုတည်းတဲ့အရာကတော့ကရင်ရဲ့ညီညွတ်ရေးဖြစ်ပြီးမှ ကြခင်မှာပေါ့နော်ကရန်ဒီတာတခုလုံးဖွင့်ပြသွတ်တက်လာပြီးမှตายရတဲ့အနာဂတ်တခုပေါ့နော်ဟောတည်ငြိမ်တဲ့အနာဂတ်တခုကိုကျွန်တော်တို့ဖန်တီးနိုင်ဖို့အတွက်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့ဒီနေ့အမျိုးသားနေ့ပွဲကနေပြီးမှကျွန်တော်တို့ဟို ယုံကြည်နေတဲ့ကြားနေရတဲ့အတန်တွေဖြစ်ပြီးမှပေါ့နော်ကျွန်တော်တို့တာဝန်ရှိသူတီတီကလည်းပေါ့နော်ဒီအချိန်လေးကိုဆက်လက်ပြီးမှအာရက်တည်ကြမယ်ဆက်လက်ပြီးမှပေါ့နော်ဟိုတက်ဖွဲ့ဝင်သွားပေးမယ်ဆက်လက်ပြီးမှပေါ့နော်ဒါဥဆောင်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကြိုးစားပါမယ်လို့ကျွန်တော်တို့ကတိပေးပါတယ်ဒီနေ့မြို့သားနေ့ပွဲကနေပြီးမှပေါ့နော်ဒီထက်ပိုမှကောင်းမွန်တဲ့အနေအနေအထားတစ်ခုကိုကျွန်တော်တို့တူတူဆက်လက်လက်တွဲရုန်းကန်တောကြရအောင်လို့ကျွန်တော်နေတိုက်သွင်းနေပေါ့နော်ဒီမြို့သားနေ့ စူတောင်းစကားကနေပြီးမှပေါ့နော်အားလုံးကိုညီညွတ်မှုနဲ့အတူဆက်လက်ပြီးမှရှင်သန်သွားကြရအောင်လို့နှုတ်ဆက်နေကျွန်တော်ညီကုံချုပ်ပါပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ